ျွန်တော်ရဲ့မိတ်ဆွေတွေကိုပြားဆွဲတာနဲ့ပတ်သက်ပြီးတော့မိမိတို့အိမ်မှာပြားလာဆွဲတဲ့ခါမှာအဲ့ဒီပြားလာဆွဲတဲ့နမိတ်ဟာကောင်းတဲ့နမိတ်လားမကောင်းတဲ့နမိတ်လားသိရှိစေဖို့အတွက်နော်ပြားဆွဲနမိတ်ကောင်းကြီးလေးအကြောင်းကိုဝေမျှပေးမှဖြစ်ပါတယ်အဲ့တော့မနေ့ကကျွန်တော်ကျွန်တော်ရဲ့ဒီဟိုအထဲမှာကွန်မန်ထဲမှာအဲ့တော့မိတ်ဆွေတယောက်ကနေပြီးတော့ပြားဆွဲတဲ့နမိတ်ဟာကောင်းမကောင်းလာမိထားလို့ပါအဲ့တော့ကျွန်တော်တို့နားလည်ထားရမှာကဟိုတရက်ကကျွန်တော်စမ်းနမိတ်နဲ့ပတ်သက်တာလေးကိုပြောခဲ့ပြူပါတယ်စမ်းနမိတ် နော်စန်ဒမိတ်ကောက်ဖို့အတွက်ကတင်ချာနည်းနည်းလောက်တက်ရင်ရပြီလို့ကျွန်တော်ပြောဘူးလေအဲ့တော့အပေါင်းနဲ့အပေါင်းနဲ့ပေါင်းရင်အပေါင်းရတယ်အနှုတ်နဲ့အနှုတ်နဲ့ပေါင်းရင်လည်းအပေါင်းမရတယ်အပေါင်းနဲ့အနှုတ်နဲ့ပေါင်းရင်အနှုတ်ရပြီးတော့အနှုတ်နဲ့ပေါင်းနဲ့ပေါင်းရင်အနှုတ်ရတယ်လို့ကျွန်တော်ပြောဘူးပါတယ်အဲ့လိုပဲကျွန်တော်တို့စန်ဒမိတ်မှာအိဋ္ဌနဲ့အိဋ္ဌနဲ့ပေါင်းရင်အိဋ္ဌပဲရတယ်အနိဋ္ဌနဲ့အနိဋ္ဌနဲ့ပေါင်းရင်အိဋ္ဌရပြီးတော့အိဋ္ဌနဲ့အနိဋ္ဌအနိဋ္ဌနဲ့အိဋ္ဌပေါင်းရင်တော့ကျွန်တော်တို့အနိဋ္ဌဆိုတဲ့ဖြေပဲရပါတယ်အဲ့တော့ကျွန်တော်တို့ပြားဆွဲနှမိတ်လေးကိုကောက်ကြည့်ရအောင်နော် အဲ့တော့ပြားဆိုတဲ့တတဝါကျွန်တော်တို့တွေเนาะအစိတ်ရှိတဲ့တတဝါမှန်သမျှကျွန်တော်တို့အနှိတ်ထားတယ်မှာပဲကျွန်တော်တို့ထည့်ပါတယ်เนาะပြားစီအစိတ်ရှိတဲ့တတဝါဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနှိတ်ထားတယ်မှာကျွန်တော်တို့ထည့်ပါတယ်အဲ့တော့ပြားကိုကျွန်တော်တို့အိတ်ထားမယူပါဘူးအနှိတ်ထားလို့ယူပါတယ်အစိတ်ရှိတဲ့တတဝါမလို့ဒါကြောင့်မလို့မိမိတို့ရဲ့အိမ်ရဲ့เนาะခေါင်းရင်းရက်တော့၎င်းအိမ်ရဲ့မျက်နှာကျန်ပါတော့၎င်းအမိုးပေါ်မှာတော့၎င်းအိမ်မျက်နှာသားမှာတော့၎င်းပြားလာဆွဲခဲ့ပါပြီဆိုရင်တော့ မိမိတို့ရဲ့အိမ်ရှိအရက်ခေါင်းရင်းအရက်ဟာကောင်းသောအရက်မင်္ဂလာရှိတဲ့အရက်ဖြစ်တဲ့တို့ကြောင့်မလို့အဲ့ဒါအိဋ္ဌအရက်လို့ခေါ်ပါတယ်။ပြားသည်အစိတ်ရှိသောတတဝါဖြစ်တဲ့တို့ကြောင့်မလို့အနိဋ္ဌဖြစ်ပါတယ်။ဒါကြောင့်မလို့အိဋ္ဌနဲ့အနိဋ္ဌနဲ့ပေါင်းတဲ့အခါမှာအဲကျွန်တော်တို့အဲ့ဒီဟာသည်အနိဋ္ဌဖြစ်သွားတဲ့တို့ကြောင့်မလို့မကောင်းပါဘူးဗျာ။နော်။အိမ်ရဲ့ဖနှက်ချွတ်မှာပြားလာဆွဲတဲ့ဆိုရင်ဒါကောင်းတာပေါ့။ဖနှက်ချွတ်ဆိုတဲ့နေရာသည်ကျွန်တော်တို့အနိဋ္ဌအရက် ပြားကလည်းအစိတ်ရှိတဲ့တရဝါအနှိဋ္ဌဖြစ်တဲ့တကြောင်မလို့ဖက်နှက်ချစ်တဲ့နေရာမှာလာပြီးဆွဲရင်အနှိဋ္ဌနဲ့အနှိဋ္ဌနဲ့ပေါင်းပြီးအိဋ္ဌဖြစ်တဲ့တကြောင်မလို့အဲ့ဒီအိမ်စည်းဘွားတက်ပါလေနောက်တစ်ခါအိမ်ရဲ့နောက်ခေးအရက်တို့အိမ်သာတို့မှာမိဖို့ကြောင့်တို့မှာအဲ့လိုအနှိဋ္ဌအရက်နေရာတွေမှာမကောင်းတဲ့နေရာတွေမှာ ပြားလာဆွဲရင်အနှိဋ္ဌနဲ့အနှိဋ္ဌနဲ့ပေါင်းပြီးတော့အိဋ္ဌဖြစ်သွားတဲ့တကြောင်မလို့အဲ့ဒါဆိုရင်လည်းကျွန်တော်တို့ကောင်းပါလေဟုတ်ပြီဒါဆိုကျွန်တော်တို့ ပြားသည်မကောင်းသောအရက်မှလာဆွေးရင်ကောင်းပြီးတော့ကောင်းသောအရက်မှလာဆွေးရင်မကောင်းဘူးလို့မိစေတို့အကြမ်းမြင်နားလည်သွားပါပြီအဲ့တော့ဟုတ်ပြီကောင်းရင်တော့ပြဿနာမရှိဘူးမကောင်းရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲမကောင်းတဲ့အခါဘယ်လိုလုပ်ရလဲဆိုရင်အဲ့ဒီပြားဆွဲတဲ့နမိတ်ရဲ့အဆိုးအာနိသင်ပြဲသွားအောင်ကျွန်တော်တို့ပရိတ်ရည်နဲ့ကျွန်တော်တို့လက်ပြန်လှက်ပတ်လိုက်ရပါတယ်ပရိတ်ရည်နဲ့လက်ပြန်အဲ့တော့လက်ပြန်ဆိုတာဒီလိုပတ်ရတာပါဒီလိုဒီလိုနော်ဒီလိုဒီလိုပတ်ရတာအဲ့ဒါကျွန်တော်တို့ပြိုးရည်ပါကြီးလို့ရှိရင်လေပြိုးကျရင်လူမျိုးကျဲတယ်မလားအဲ့တော့အဲ့လိုမျိုးပဲ လက်ပြန်ကျွန်တော်တို့ပတ်ပလိုက်ရပါတယ်အဲ့ဘက်ကိုနော်ဒါဆိုလို့ရှိရင်တော့အဲ့ဒီမကောင်းတဲ့ပြားဆွဲနမိတ်ရဲ့အာနိသင်တွေဟာပြည့်ပြည့်သွားပါတယ်ခင်ဗျာကောင်းတယ်ဆိုရင်တော့လုတ်เสียမလို့ပါဘူးနော်အဲ့တော့ကျွန်တော်ကတော့ဒီနီးလေးကိုဝေမျှပေးလိုက်ပါတယ်ကျွန်တော်တို့ထားရောင်ချိန်ဖြစ်ပါတယ်အဘဆရာကြီးမင်းသိန်းခါရဲ့တန်ဒီတပည့်ရင်တူဦးလည်းဖြစ်ပါတယ်ကျွန်တော်ယခုမန္တလေးမြို့ နန်းရှိ 59A 1920ကြားမှာကျွန်တော်ရဲ့ဗီဒီယိုဟောကန်လေးဖွင့်ထားပါဗျာကျွန်တော်ကိုဆက်သွယ်ပြီးတော့ဗီဒီယိုမေးမြန်းခြင်းပါတယ်ဆိုရင်ကျွန်တော်ရဲ့ profile မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးတင်ပေးထားပါဗျာဖုန်းဆက်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာ